ပိုချာချူကင်းကတော့ဒုတိယသားလေးကိုမွေးဖွားခဲ့ပြီးပဲဖြစ်ပါတယ်။ ပရမသားလေးက6လနဲ့ လက်ထပ်ပြီး6လနဲ့မွေးဖွားခဲ့ပေမဲ့ဒီအခုဒုတိယသားလေးကတော့ဒါကောင်းမွန်စွာနဲ့ဒါ9လလွယ်ပြီး10လမှာမွေးဖွားခဲ့တယ်ဗောလေပရမသားလေးကဘာကြောင့်6လမှာမွေးဖွားခဲ့တယ်လို့ပြောရလဲဆိုရင်ပိုးချဖြစ်ခင်နဲ့အကိုထွန်းတို့က2023ဒါ6လပိုင်းကျွန်တော်လကုန်ခါနီးမှာလက်ထပ်ကြရီဒါ2023 7လပိုင်းမှာအသားရွှေဦးလေးကိုမွေးဖွားရေဗောနော်ဆိုတော့လက်ထပ်ပြီး6လအကြာမှာ ဒါအကူထုံးနဲ့နော်ပို့ချပြီးကကလေးမွေးဖွားခဲ့တာဖြစ်တဲ့အတွက်တချို့ဆိုရင်6လနဲ့ကလေးမွေးတာလုံးဝမဖြစ်နိုင်ဘူးဒါကနော်ပို့ချဖြူခင်ကဒါအကူထုံးကိုကောင်းခိုင်ခိုင်းတာပါညာပြောချရပေါ့နော် မုတ်ဆူပုံနဲ့လက်ထပ်လိုက်တာပါညာဆိုတော့ဘလူးဝေးပြောကြသည်ဖြစ်စေအခုသားလေးကိုတော့ကောင်းမွန်ဝင်မွေးဖွားခဲ့တယ်အကူထုံးရုပ်ပါပဲနော်ပထမသားလေးကအကူထုံးနဲ့သူသည်ဖြစ်စေမသူသည်ဖြစ်စေပေါ့လေကျွန်တော်တို့ဘလူးဝေးဖြစ်ဖြစ်ပါနော်အကူထုံးရဲ့သားလေးပါပဲသူလေအခုကဘာဖြစ်နေလဲဆိုတော့ဒါ ပုတ်ချပြုခင်ရဲ့ပြည်တတိကကွာရှင်းခိုင်းနေကြရပြ။နော်အခုအကိုထုံးနဲ့ဆိုင်ဝန်ထောင်းကောင်မလေးရဲ့ဓာတ်ပုံတွေလည်းပြန်ထလာရယ်။ပြီးတော့ပုတ်ချပြုခင်နော်ကိုဝင်းနဲ့ကလေးမွေးခါနေမှာကိုထုံးကနိုင်ကလက်တွေသွားနော်။ဒါသူငယ်ချင်းစီမပဲအဲ့ ဒါလာနော်ဒါမှသူငယ်ချင်းတွေကနော်စံဝန်ထမ်းကောင်မလေးနဲ့အကိုထွန်းတို့အိတ်တောက်ဖုံးပေးတာလားဗာလားကျွန်တော်တို့ဒီချမသိနော်ဆိုတော့ဒီကျူသူတို့ကြားထဲမှာလေများစွာသောရှုဝက်ချက်တွေအများကြီးရှိဆိုတော့အခုလိုမျိုးပို့ချပြုခင်ကလည်းတခုခုဖြစ်လိုက်တာနဲ့ online ပေါ်မှာခဏခဏပေါက်ကွဲပြရဲယောက်ျားဖြစ်သူကမကောင်းဘူးဗာညာယောက်ျားဖြစ်သူကနည်းနည်းလေးမကောင်းတာနဲ့ပြောတာလားဆိုတော့အခုကပို့ချပြုခင်ရဲ့နော်ဒါခန်းစားနေရတဲ့ အချက်တွေကအင်မတန်မှဆိုးရွားတာတွေပေါ့နော်ပူဇာပြုခင်ကလည်းသူယောက်ျားကလည်းကလေးလိုပဲအခုဆိုရင်ဟိုတိန်လုံးမှာနော်တာသမီခင်ရောက်ကိုထိနေရတယ်လို့ပဲဆိုပြီးတော့ပောက်ကွဲလာပြန်တယ်နော်ဒါဘယ်လိုပြောမလဲဘုဆိုးဘူကိုယူပြီးတော့သူကလိုလိုက်မခံရဘဲနဲ့သူယောက်ျားကိုပဲသူကကလေးလေးတယောက်လိုပြူးစုဆောင်းရှောက်ပြီးနေရတာဖြစ်တဲ့တဲ့ပူဇာပြုခင်ကတော်တော်လေးကိုပောက်ကွဲနေခဲ့တာပါဒါကြောင့်မလို့အာပရိသတ်တွေကနော်ကျွန်တော်ပူဇာပြုခင်ကိုကွာရှင်းလိုက်ပါလားဆိုပြီးတော့ပြောဆိုနေကြတာပါဗျာ